မင်္ဂလာပါအခေရတဲ့ဖြစ်ပါတယ်ဇီးလဲတတ်တာတယ်ဒီဇိုင်းလဲမိုက်တယ်ပေါ်ဖော်မန့်စ်လဲကောင်းတယ်ကင်မရာလဲကောင်းတယ်ဆိုတော့တက္ကနိုရဲ့နောက်ပိုင်းထွက်တဲ့ဖုန်းတွေအကြောင်းပြောနေတာပါဆိုတော့ဒီတစ်ခေါက်တော့ Pover Series တဲ့ကနေပြီးတော့အစ်စ်ထပ်ပြီးတော့ထွက်လာပြီတက္ကနိုရဲ့ Pover Series ကဒီမှာလဲလူကြိုက်များတဲ့ထင်မှာပါတယ်ဘတ်ဂျက်အတွက်က Mirage အတွက်မှာပါ Pover Series တွေကကိုင်းလို့ကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ် Power Series ကလည်းဒါ generation 9ခုမြောက်အထိကိုရှိလာပြီ။သူရှိမှလည်းကျွန်တော် Power Series တွေကိုတောက်လျှောက် review လုပ်ပေးခဲ့ပြီးပြီဆိုတော့ဒီတစ်ခေါက်လဲ review လုပ်ပေးဖို့အချိန်ကြာရောက်လာပါပြီ။ ူးတူးကြကြပဲဒီတစ်ခေါက်အရင်ဆုံးဝင်လာတာက Pover 7နဲ့ Pover Golf ဖြစ်တယ်ဆိုတော့ Pro ကတော့ထပ်ပြီးဝင်လာမလားဆိုတာစောင့်ကြည့်ရမယ်ဒီတစ်ခေါက် Pover 7ကတော့၅သိန်းခွဲဝင်ရင်ဆိုတဲ့ဈေးထဲမှာ performance ဘိုင်းနဲ့ design ဘိုင်းအကောင်းဆုံးဖုန်းဖြစ်လာလိမ့်မယ် ဒီဇိုင်းတန်းလို့မထင်ရအောင်ဒီဇိုင်းမှန်ကရှယ်မိုက်တယ် Helio G100 Ultimate chip ကိုထည့်ထားပေးပြီးတော့ 4000mAh battery နဲ့လာတယ်ဆိုတော့ဒီဇိုင်းတန်းမှာလည်းရွေးချယ်စရာခက်ရှားရှားဖြစ်နေတဲ့အချိန်မှာအများကြီးစဉ်းစားမနေဘဲနဲ့ဒီ Power 7ကိုတော့ပြေးဝယ်လိုက်တာတော်တော်လေးတန်လိမ့်မယ်ဒါပေမဲ့ဒီဗီဒီယိုမှာတော့ဒီ test စိတ်ဝင်စားဖို့ကောင်းတဲ့ Power Gap အကြောင်းကိုပို့ပြီးတော့ပြောပြပေးခြင်းပါတယ်အရင်ဆုံးနာမည်အပိုင်း သူက Power 7 series နဲ့အတူတူထွက်လာတာဆိုပေမဲ့ Power 7 Cuff လို့နာမည်မပေးဘဲနဲ့ဘာဖြစ်လို့ Power Cuff လို့ပဲပေးရလဲဆိုတာတော့မေးချင်စရာရှိရဲ့။ဒါသူရဲ့နာမည်အတိုင်းပဲ Cuff Screen နဲ့လာတဲ့ Techno ရဲ့ Power series တစ်လျှောက်လုံးမှာပထမဦးဆုံး Cuff Screen Display ကိုထည့်ပေးထားတဲ့ဖုန်းဖြစ်လာတယ်။ ။ Pover 7 series ကတော့ဒီ Pover series တစ်ချောင်းလုံးမှာ upgrade ဖြစ်လာတယ်ဆိုတာအထက်နောက်ထပ်တစ်ဆင့်ကိုမြင်လာတယ်လို့ပြောရမယ်။ဈေးနှုန်းအရအပြောင်းလဲမရှိဈေးသက်တာတယ်ဆိုတာကိုစက်ထိန်ပေးထားပေမဲ့ကဏ္ဍအားလုံးမှာတိုးတက်လာတယ်ဆိုတဲ့အချက်ကဒီတစ်ခုနှစ်ခုပဲတိုးတက်လာတာမဟုတ်လို့ဖုန်းတွေကနောက်ထပ်တစ်ဆင့်ကိုမြင်လာတဲ့အနေအထားဖြစ်လာတယ်။ ။ Power 7နဲ့ဒီ Power Glove ကို unboxing လုပ်တော့ကအရင်ဆုံးခံစားမိတာကဒီဇိုင်းမိုင်းတော်တော်လေးမိုက်တယ်ဆိုတာပဲ။ So Power 7ဆိုလို့ရှိရင်လည်းသူ့ရဲ့ဈေးတန်းမှာဒီဒီဇိုင်းမျိုးနဲ့ဒီ big quality မျိုးကတော်တော်ရှာရှာဖြစ်နေမယ်။ဒီ Power Glove ရဲ့ဒီဇိုင်းကတော့ပြောမနေနဲ့တော့ပေါ့တော်တော်လေးလှတယ်။ ဒါမျိုးဒီဇိုင်းကတက္ကနိုကမ်မွန်လိုင်းအပ်မှာပဲတွေ့ရတာမျိုးကို Pover Series မှာပါတွေ့လာပြီဒီ Shape Screen ရဲ့နောက်ဘက် Cover ရဲ့ Cuff ဖြစ်နေတဲ့ဒီဇိုင်းမျိုးဖြစ်ပြီးတော့အလဲက Frame ကပါသွားတယ်အထူးက 7.45mm အထူးရှိတယ်ဆိုပေမဲ့အလေးချိန်ကပေါ့လို့လားမသိဘူးဒီ Tab လည်းပို့ပြီးတော့ပါတယ် लो ခံစားရတယ်အလေးချိန်က 177g အလေးချိန်တော်တော်လေးကိုပေါ့တယ် နောက်ဘက်ကဘာမှာဒီ Power Series တွေရဲ့ထုံးစံတိုင်း Technological Texture နဲ့ Line လေးတွေ Shadow လေးတွေရဲ့ Design ကိုထည့်ပေးထားတယ် ဆိုတော့ Pover 7အထည်ကို transparent ဖြစ်တဲ့ပုံစံပဲသုံးထားပေးပေမဲ့ဒီ Pover Cuff မှာတော့ cover မှာတခါတည်းဆွဲထားတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒီနောက်ဘက် cover ကလည်း design နဲ့ light အောင် matte အသားကိုသုံးပေးထားလို့လက်ထဲမှာကင်ရတာဒီ heavy လင်ပိုင်းတော်တော်လေးကောင်းတယ်။ဒါကင်မရာဘမ်ကိုလည်းပုံမှန်မြင်တွေ့နေကြပုံစံကိုမဟုတ်တဲ့ပုံစံကိုတုံးပေးထားတယ်။ဆိုတော့ main camera ကို camera rings တစ်လုံးတည်တဲ့တက်ထားပေးပြီးတော့ secondary camera နဲ့ flashlight ကိုတော့ဒီ camera band နဲ့တသားတည်းမြုပ်ပေးထားတယ်ဆိုတော့ကင်မရာဘန်းမှာတော့အစင်းရောင်းလေးတွေနဲ့ဒီဇိုင်းဖော်ပေးထားပြီးတော့ texture တော့မပေါ့ဆိုတော့သူရဲ့အပေါ်ဘက်ကင်မရာ rings ကနေပြီးတော့ဒီကင်မရာဘန်းကိုအောက်ကိုရှည်ထွက်လာတဲ့ပုံစံဆိုတော့ဒီဇိုင်းကတော့တော်တော်လေးလှတယ်လို့ပြောရမယ်ဘေးဘက် frame ကတော့ထုံးစံအတိုင်း thin frame ပုံစံမျိုးဖြစ်တယ်။ဆိုတော့ power button နဲ့ volume up down clock တွေကိုညာဘက်ခြမ်းမှာထည့်ပေးထားတယ်။အပေါ်ဘက်ခြမ်းမှာတော့ secondary mic ပေါ IR blaster နဲ့ နောက် speaker တပုတ်ပါတယ်ဆိုတော့ speaker ရဲ့ဘေးမှာ တော့ Dolby Atmos လို့ရေးထားတယ်ဆိုတော့ဒီဖုန်းက dual stereo speaker ကိုမှ Dolby Atmos နဲ့ဆိုတော့အတန်းထွက်ပိုင်းကတော့ share ပဲဆိုတော့ frame ရဲ့အောက်ဘက်မှာတော့နောက်ထပ် speaker တစ်လုံး USB Type C နဲ့နောက်ကျွန်တော် mic ပေါင်းတဲ့ SIM tray ပါမယ် dual SIM 5G ရတဲ့ဖုန်းဖြစ်တယ်ဒီဖုန်းကိုတုံးကြည့်တဲ့အခါမှာစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းက screen မှာ6.78 inches AMOLED panel ကိုတုံးပေးထားတယ် cuff display ဖြစ်တယ်1300နဲ့ peak brightness နဲ့2304 hz PWM dimming ပါတယ်ဆိုတော့အကျဉ်းဆုံးအချက်ကတော့ cuff display ဖြစ်တာမဟုတ်ဘူး144 hz ပါတယ်သူရဲ့ဇီနန်းထဲမှာ official တွေက 144hz ရတဲ့ဖုန်းတွေရွေးစရာအရင်မများသေးတဲ့အချိန်မှာ 144hz guide တွေကိုဝင်လာတယ်နောက်ထပ်တစ်လုံးလို့ပြောရမယ် ။ရုပ်ထွက်ကတော့ pixel တွေကကြီးကြီးလေးလေးနဲ့ကာလာပိုင်းမှန်တဲ့ display ဖြစ်တယ်။ entertainment ဘိုင်းအတွက်ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်စာဖတ်တာပဲဖြစ်ဖြစ် gaming ဘိုင်းအတွက်သုံးတာပဲဖြစ်ဖြစ်သူရဲ့ display ဘိုင်းကအဆင်ပြေတာကိုတွေ့ရတယ်။ fingerprint ကိုလည်းဒီ under display fingerprint ကိုထည့်ပေးထားတယ်ဆိုတော့ response တော်တော်လေးကိုမြင်တယ်တိတိကျကျလည်းဖြစ်တယ် performance ဘာရတော့သူ့ရဲ့ဈေးတန်းထဲမှာဥဆောင်သွားအောင်မဲ့ဖုန်းတစ်လုံးဖြစ်သွားလိမ့်မယ်ဆိုတော့ပုံမှန်သူ့ရဲ့ဈေးတန်း official ဖုန်းတွေမှာအတုံးအများဆုံးက media target helio g1 အတွက် ultimate ဆိုတဲ့ chipset ပဲဆိုတော့ pova 7 series ရဲ့မခန့်တာတကူကအဲ့ဒီ chipset ကို budget ဖုန်းဒီ pova 7မှာတုံးပေးထားပြီးတော့ဒီ pova golf မှာကြတော့ media target dynasty 9300 ultimate chipset ကိုထည့်ပေးလိုက်တာပဲလက်ရှိ mirin chipset တွေထဲမှာတော်တော်လေးအစိတ်ပြင်းတဲ့အကောင်လို့ပြောရမယ် chipset ကို ဒီဈေးတန်းထဲမှာထည့်ပေးထားတာကတော့ Techno ရဲ့ထုံးစံပဲလို့တော့ပြောရမလို့ဖြစ်နေပြီ RAM 8ကို LPDDR5 RAM ကိုသုံးပေးထားပြီးတော့ဒါ rewrite speed က3855 MHz အထိရှိတယ်။ဆိုတော့ ROM က256 GB နဲ့ UFS 2.2ကိုသုံးပေးထားလို့သူလည်းပဲ rewrite speed မြန်တယ်ပေါ့။ဆိုတော့ဒီနေရာမှာ performance ဘိုင်းမှာ memory ပမာဏများတာကများများမှတ်နိုင်ပေမဲ့ဒီ instruction တွေမြန်ဖို့ကတော့ rewrite speed တွေကိုပါကြည့်ရတယ်။ဆိုတော့ဒါကတော့ကြုံလို့ပြောပြရတာပါ။ cell mirage chip တွေမှာဂျန်တဲ့កောင်ဆိုတော့ performance ဘိုင်းကတော့အဆင်ပြေတာတက်ပိုနေလိမ့်မယ်ဆိုတော့ software တွေရောသူ့ရဲ့ UI နဲ့ AI ဘိုင်းတွေကိုပါကောင်းကောင်း handle လုပ်နိုင်တယ် game software အတွက်ဆိုလို့ရှိရင်လည်း PUBG ကို 90fps MLBB ကို 90fps နဲ့ HOK ဆိုရင်တော့ 120fps တွေကိုရတယ်ဆိုတော့ဘာလို့သေးလဲပေါ့ဆိုတော့ PUBG နဲ့လည်း official smartphone partner ဖြစ်တဲ့အတွက် gaming မိုင်းကို PUBG အပြင်ဒါ mobile game အားလုံးမှာပါအားစိုက်ထားတာကိုတွေ့ရတယ် ပြီးတော့ဒီဖုန်းက heat issue နဲ့တာမယ်ပိုင်းကိုကောင်းကောင်းကင်ထားတဲ့ဖုန်းလို့ပြောလို့ရတယ်။ဆိုတော့ overheat ဖြစ်တာကိုကာကွယ်ဖို့အတွက် 11-layer hypercooling architecture ကိုထည့်ပြီးတော့တည်ဆောက်ထားတယ်။ဆိုတော့အထက်က main chipset တွေပါတဲ့ motherboard area နဲ့ battery area တွေကို high thermal conductivity graphite ပါတဲ့အလွှာနဲ့ပုံပေးထားတယ်။ဆိုတော့အပူစီးကိုခိုင်းဖို့အတွက်ဆိုလို့ရှိရင်လည်း gel ကိုအလွှာတစ်လောအနေနဲ့ထည့်ပေးထားတယ်။ဆိုတော့စုစုပေါင်း total 17လွှာပါတဲ့ cooling area ကဒီဖုန်းထဲမှာအင်းကိုအပူ ူကို circulation လုပ်ပြီးတော့ short ချပေးထားနိုင်တယ်။သုံးနာရီ set time gain ဆော့မယ်ဆိုရင်တော့မှပဲဖုန်းကပူမလာအောင်တားဆီးပေးထားနိုင်တယ်။ဆိုတော့အပူလွန်ပြီးတော့ FPS ထိုးကြတဲ့ပြဿနာမျိုးတွေကို gain ဆော့ရင်လည်းမကြုံရတော့ဘူးပေါ့။ ဒီတစ်ခေါက် Power 7 series တွေက Android 15 base iOS 15.1နဲ့လာတယ်။ So UI ဘိုင်းရဲ့အပြောင်းလဲလေးလည်းဖြစ်လာတယ်။ဒီတစ်ခေါက် iOS မှာပါလာတဲ့ default themes ကပုံမှန် iOS theme အပြင်ကို Vision S ဆိုတဲ့ themes ပါအပူပါလာတယ်။ Techno Power 7 series ရဲ့ဖုန်းဒီဇိုင်းကို UI design မှာပါ theme stack ကိုလည်းပေါ့အခြေခံထားတဲ့ design language ကိုသုံးလာတယ်။ဆို Techno ကတော့ Cyber Romance နဲ့ DG Emotion လို့ခေါ်တဲ့ Data RAMs ရဲ့ Simplicity and Practicality လို့ခေါ်တဲ့ design language ကိုအခြေခံထားတယ်။ခုနောက်ပိုင်းဒီ design language ကပြန်ပြီးတော့ခေတ်စားလာတယ်လို့ပဲပြောရမယ်။ techno ရဲ့ phone design ရော UI ဘိုင်းမှာပါဒါဟုတ်အခြေခံထားတဲ့ design မျိုးဖြစ်သွားတယ်ပေါ့ UI က material ရဲ့အလင်းပြန်ပုံနဲ့ glass ရဲ့ဖောက်ထွင်းမြင်ရတဲ့ပုံစံနှစ်ခုကိုပေါင်းထားတဲ့ design မျိုးဖြစ်လာတယ်ဆို icon တွေကိုလည်း themes နဲ့ guide တဲ့ design မျိုးတွေပြန်ပြီးတော့ဆွဲပေးထားတယ်ဆိုတော့သူထက်မှ bay in bar ရဲ့ icon တွေအပြင်မှာ third party icon ပေါင်း1000ကျော် redraw ပြန်လုပ်ပေးထားတယ်ဆိုတော့ဒီ third party app တွေမှာပါ themes မတူတာမျိုးတွေဒါ icon မတူတာမျိုးတွေမဖြစ်တော့ဘူးပေါ့ UI changes ဖြစ်သွားတဲ့အပိုင်းက wall ဘေးပါနဲ့အိုင်ကွန်ပိုင်းမှာပိုတိတာတယ်ဆိုပေမဲ့ control center core background system control နဲ့ AODA မှာပါတိတိတော်တော်ပြောင်းလာတယ်2025ဆိုတော့ထုံးစံတိုင်း AI features တွေလည်းအဆုံးပါတယ်ဆိုတော့ Techno ရဲ့ voice assistant အနေနဲ့ထုံးစံတိုင်း LR ပါလာတယ်ဆိုတော့ LR က power by DeepSeek R1 ဆိုတော့ကျန်းနေမှာပြောနေစရာမလိုတော့ DeepSeek R1 ကို free သုံးရတာနဲ့တန်နေပြီ ပုံတွေကနေ test အဖြစ်ပြောင်းခြင်း error smart dash နဲ့တစ်ချက်ပဲထိပြီးတော့ test တွေကိုထိုးလို့ရတယ်။ AI call assistant, AI translation assistant နဲ့ social assistant တွေလည်းပါတယ်။ဆိုတော့သုံးနေရင်သုံးနေတယ်လို့ကိုယ့်ရဲ့အချိန်တွေကို short ချပေးပြီးတော့အလုပ်ပို့ပြီးတော့ပြီးမြောက်အောင်ကူညီပေးလိမ့်မယ်။ document မှာမှာလဲ AI document assistant, AI writing assistant, AI known ne recording summary တို့ပါတယ်။ဆိုလုပ်ငန်းပိုင်းအတွက်ပဲ၃၃၊ကျောင်းအတွက်ပဲ၃၃ AI တွေကတော့စုံတယ်။ဆိုတော့နောက်ထပ် AI wallpaper generator နဲ့ AI gallery လို့လည်းပါတယ်ဆိုတော့ပုံတွေကိုလိုသလိုပြင်လို့ရတယ်ပေါ့နောက်ထပ်မပါမဖြစ်ကတော့ cycle to search လည်းပါသေးတယ်ဆိုတော့ပိုချမ်းတာကဘာလဲဆိုတော့ဒီ AI function တွေအကုန်လုံးကိုဒီ Power 7မှာပါထည့်ပေးထားတာပဲ9သိန်းခွဲဝန်းကျင်ဖုန်းတစ်လုံးမှာဒီ features တွေပါတာနဲ့တင်ဒါဝယ်လိုက်လို့တန်နေပြီ နောက်ထပ် travel mode 1.0ဆိုတာလည်းပါလာတယ်ဆိုတော့ outdoor booster လို့လည်းခေါ်တယ်အပြင်သွားတဲ့အခါမှာဖုန်းရဲ့ performance ကိုမြင့်တင်ပေးတဲ့ features လို့ပြောရမယ်ဆိုတော့အပြင်သွားတဲ့အခါမှာဒီ grab driver တွေခေါ်ရင် pinpoint ထောက်ကတာတိုင်ပတ်ဖူးကြလိမ့်မယ်လို့ထင်တယ်ဆိုတော့ outdoor booster ကိုဖြန့်ထားလိုက်မယ်ဆိုရင်တော့ဒါ pinpoint nav ဆိုတဲ့ function ပွင့်သွားပြီးတော့ GPS signal တွေကို boost လုပ်ပေးတယ်ဆိုတော့ position drift ကိုလည်း1 meter အတွင်းထဲမှာပဲရှိနိုင်ပြီးတော့နေရာရွှေ့သွားမယ်ဆိုရင်တော့0.7 second အတွင်း synchronize ဖြစ်မယ်ဆိုတော့ GPS signal တွေတိုင်ပတ် က်တာမျိုးတွေမရှိနိုင်တော့ဘူးပေါ့နောက်ထပ် signal booster တွေဖုန်းခေါ်ရင်အတန်ပိုင်းရှင်းအောင်လုပ်ပေးတာတွေ brightness ကိုညှိပေးတာတွေရေဆိုလက်နဲ့ကင်မယ်ဆိုရင်ဝက်ဟန်နဲ့ကင်မယ်ဆိုရင် accuracy ပိုကောင်းအောင်ညှင့်ပေးတာတွေနဲ့ပြင်ပအပူချိန်ပူနေရင်တော့မှပဲဖုန်းကိုကောင်းကောင်း run နိုင်အောင်ထောက်ပံ့ပေးထားတဲ့ function တွေအကုန်လုံးပွင့်သွားတယ် အတော့ဝင်ပြီးတော့တော်တော်လေး might တဲ့ features လို့ပြောရမယ်။ Now free link connection ဆိုတာလည်းပါတယ်။ဆိုတော့သူကတော့ network လုံးဝမရှိတဲ့နေရာတွေရောက်မယ်ဆိုလို့ရှိရင် bluetooth နည်းပညာကိုအခြေခံပြီးတော့ multiple device တွေအနေနဲ့ communication လုပ်လို့ရအောင်ထည့်ပေးထားတဲ့ function လို့ပြောရမယ်။ point to point two way communication ကိုထောက်ပံ့ပေးထားတယ်။ two way sms အပြန်အလှန်ပို့လို့ရမယ်။ range ကတော့ဒါ techno cuff မှာတော့ meter 800ကျော်ထိရမယ်လို့သိရတယ်။ ကင်မရာပိုင်းမှာ main camera ကို64 megapixel sensor size 1 by 1.73 inches ရှိတဲ့ sensor ကို main camera အနေနဲ့ထည့်ပေးထားတယ်။ aperture f1.8 နဲ့ wide lens တက်ပေးထားတယ်။နောက်ထပ်တစ်လုံးကတော့2 megapixel depth sensor တစ်လုံးထည့်ပေးထားတယ်။ကင်မရာပိုင်းရုပ်ထွက်ကတော်တော်လေးကိုမစိုးထင်ထားရကောင်းတယ်။ပုံကို software optimization နဲ့ပြင်ထားတဲ့အပိုင်းကလည်းပါပုံထွက်ကိုပို့ပြီးတော့ကောင်းသွားစေတယ်။အလားပုံရိုက်လို့လည်းအဆင်ပြေတယ်။ color တွေက natural sand နဲ့ portrait ဘိုင်းမှာလည်း 24mm 35mm နဲ့ 50mm portrait တွေရိုက်လို့ရတယ်ဆိုတော့ bokeh effect တွေကလည်း natural sand တယ်လို့ပြောရမယ် selfie camera ကိုတော့သတင်းမှတ်ကပစ်စဲကင်မရာကိုသုံးပေးထားပြီးတော့သူလည်းပဲ skin tone လေးတွေမဆိုးဆိုတော့ပုံတွေကရှက်ဖြစ်တယ်ပုံတွေကိုရိုက်ပြီးတော့ AI နဲ့ enhance လုပ်ပြီးထွက်လာတဲ့ပုံတွေကတော်တော်လေးသဘောကျဖို့ကောင်းတယ်ဆိုတော့ပုံတွေကိုရိုက်ပြီးတော့ AI studio ထဲမှာတခါတည်းပြင်လို့ရတယ် AI Shapner Plus လိုမျိုး premium AI features တွေကိုလည်းဒီထဲမှာ free သုံးလို့ရတယ် AI eraser နဲ့ AI extender လို့ AI features တွေလည်းပါတယ်။ battery ဘာတော့အားလုံး900 mAh battery ကိုထည့်ပေးထားတယ်7.4 mm အထူပဲရှိတဲ့ phone တစ်လုံးအတွက်ကိုတော့900 mAh ကကြီးရဲထဲမှာပါတယ်။ဆိုတော့ one day use တော့လေဒီ battery ကအပြည့်အဝအားခံတယ်။ heavy use တမားဆိုရင်တော့ပဲတရက်တစ်ချိန်မှအားသွင်းရလိမ့်မယ်။ဆိုတော့ standby ထားရင်လည်းအားတော်တော်နဲ့မကုန်ဘူး။ဆိုတော့ charge cycle အကျဉ်း1600ကျော်အားသွင်းပြီးရင်တော့မှပဲ battery health က80%ကျော်ထိခံအောင်မယ်လို့သိရတယ်။၄နှစ်ထိ battery ပြဿနာပိုင်းစိတ်ပူစရာမလိုဘူး။ TUV certified လည်းဖြစ်တယ်။ battery 1%ပဲကျန်ရင်တော့မှပဲ7နာရီထိကို standby ထားလို့ရတယ်။ချာဂျင်ပိုင်းတို့က 45W fast charger နဲ့အားပြန်ပြီးတွင်လို့ရမယ်0 to 100ကိုတနာရီလောက်နဲ့အားသွင်းလို့ရမယ် bypass charging 2.0လည်းပါတယ်ဖုန်းကိုလက်ထဲကမချဂိမ်းဆော့ခြင်းတဲ့သူတွေအတွက်လည်းဆော့နေရင်လည်းအားသွင်းထားလို့ရမယ် ဖုန်းပူရာတွေပါတယ်မရှိဘူးစိတ်ကြလက်ချအာသွင်းကြိုးထိုးပြီးဆော့လို့ရမယ်ကျွန်တော်ဒီနေ့ review လုပ်ပေးခဲ့တဲ့ဖုန်းကတော့ Techno ကနေပြီးတော့အသစ်ထွက်ရှိလာတဲ့ Techno Power 7 series က Power Cuff ဆိုတဲ့ဖုန်းလေးပဲဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့10,900 900 900ကျန်တဲ့ရောင်းချပေးနေတာဖြစ်ပြီးတော့ဒီဈေးနှုန်း official ထဲမှာ design by my my performance ကျန်ကျန်တဲ့ဖုန်းကိုဝယ်ပြီးရင်တန်အောင်သုံးချင်တဲ့သူတွေအတွက်အကြိုက်ဖြစ်လာဖို့ရရှိပါတယ်ဆိုတော့သူနဲ့သူထွက်လာမဲ့ဒီ Power 7ကတော့ A12 AK ကို9,500 9,900ကျန်းနဲ့ A256K ကိုတော့9,900 9,900ကျန်းနဲ့ရောင်းချပေးတော့မှာဖြစ်ပြီးတော့သူလည်းပဲဒီဈေးတန်းမှာကျန်းအောင်မဲ့ဖုန်းတစ်လုံးဖြစ်ပါရဲ့လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ကြလားဝယ်ကြဦးလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းခံနိုင်ပါနောက်ဗီဒီယိုတော့ပုံမှန်တွေ့ပါမယ်